တံပိုးမရှိကျွန်တော်ဘဝကိုသူတွေ့လဲ၍လောကတံပိုးတမပေးသူတခင်မတန်ချင်ယေရှုနာမလဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့တင်းစော်ဖြစ်ပါလဲအဖေကဘုဒ္ဓဘာသာပမာ လူမျိုးပါနော်အမေကတော့ကရင်နတ်စားပါနော်ဦးကွယ်ကတော့ဘုဒ္ဓဘာသာဟိုမောင်နှမကတော့ အမနှစ်ယောက်ရှိတယ်ညီလေးတစ်ယောက်ရှိတယ်မောင်နှမအားလုံးပေါင်း၄ယောက်ရန်ကုန်မြို့ဗါလေရန်ကင်းမိုးကောင်းပေါ့နော်ရန်ကင်းမိုးကောင်းမှာကျွန်တော်နေပါတယ်အဲ့တော့ယေရှုကြောင့်ကျွန်တော်မသိသေးဘူးဒုက္ခအမျိုးမျိုးကြုံခဲ့တယ်ဖခင်ကတော့ရွေးနှုတ်တယ်ပေါ့နော်ကျွန်တော်မသိမသိပြင်မဲ့ယေရှုမသိခင်ကဖခင်ရွေးနှုတ်တယ်စံစာထဲမှာကျွန်တော်သိတယ်ဒါမှခြာကြည့်မှသိတာပေါ့နော်ထိုင်းရောကတော့အပြစ်အယမ်းလုပ်တယ်မိမလည်းလိုက်စားတယ်နောက်ပြီးကွင်းရတယ်စားတယ်ဆက်လေးလည်းတောက်တယ် ။ဒါလားယေရှုကိုကျွန်တော်မသိသေးဘူး။အပြည့်ကခဏခဏလောက်ရဲ့စာတန်ကဖခင်ယေရှုသိမယ်၊သူကသိတယ်။ယေရှုရမယ်ဆိုရင်အဲကြောင့်မို့စာတန်အရန်အလုံးလို့တော့ကျွန်တော်ကိုစာတန်ဒုက္ခပေးတာပါနော်။ဒါကျွန်တော်အရန်အပြည့်လောက်တော့ဟိုတချို့လူတွေကပြောတယ်တခုချက်ဘူးတခုချက်ဘူးဟိုအထက်ကျွန်တော်ကမြင်တာပါနော်။ယုံမာလည်းအဆင်ပေါ့။ယုံမာဆိုတာနားထောင်လို့မကောင်းပါနော်။ ကျွန်တော်ကတခုချပူကနမန်ကပြပြလေးပေါ့တခုချပူကနမန်ကခေါ်လို့ကောင်းတယ်ရုပ်မှလာခေါ်လို့မကောင်းဘူးနော်ကျွန်တော်အဆင်ရောက်တယ်ဒါပေမဲ့တချို့ဟိုစားတွေကျလာပြောလို့လည်းပြောလို့တက်တဲ့မပြောလို့စားတွေကချင်ရှိတယ်လေအဲကြောင့်မို့ကျွန်တော်ကအရင်ဆိုးခဲ့တယ်ရုပ်မှလည်းအဆင်ရှိတော့ဘာလို့ကျွန်တော်ကအဲကြောင့်ကျွန်တော်ကအပြစ်ခံရလို့တယ်ဒါပေမဲ့ယေရှုကမသိဘူးဖေကတော့ရန်ကုန်မှာဘာလို့မအိမ်သားချော်လဲတာဘာလို့ချော်လဲပြီးတော့စင်းဝင်ရောက်ရတယ်အာအလား2019က ဟိုအမကဖုန်းဆက်တော့ဗောတော့ကျွန်တော်လိုင်းပေါ်မှာဟိုလိုင်းရိုက်ပြတော့ဗောဟိုအောက်ဆီဂျင်နဲ့တက်ရတယ်အမကျွန်တော်တွေ့ပြီးတော့စိတ်မကောင်းဘူးဗောစိတ်မကောင်းတော့ကျွန်တော်တို့အားကိုးတဲ့အဖေတော်အဲ့လိုဖြစ်သွားတေဝိုင်းဘယ်ရောက်မလဲတန်ရောစီရှိတဲ့အဖေလည်းအမေလည်းသွားပြီးအဖေလည်းနောက်ထပ်ထပ်သွားပြီဆိုအားကိုးတော့မရှိတော့သူတွေ့ရင်တွေ့ဆက်ရတွေ့တွေ့ဖုန်းအဲ့လိုကဖုန်းနှလုံးရှိတယ်တလုံးကတော့တရားဗုဒ္ဓဘာသာကျွန်တော်ဗုဒ္ဓဘာသာရင်တော့ဗုဒ္ဓဘာသာဆိုတော့ တရားလည်းအကုန်လုံးအပြစ်လည်းလုံတယ်နော်အပြစ်လုံရတာလည်းတရားလည်းနားထောင်တယ်ဒါပေမဲ့အဲဇာတိပေါ့နော်အပြစ်လည်းလုံတယ်ဘာဘာလဲကျွန်တော်ကြာတင်ကြတယ်နားထောင်တယ်ဘာလဲဒေဝဖုန်းလည်းနားထောင်တယ်ဟိုဖုန်းထဲမှာတော့အဲတရားလည်းကတော့အပြစ်ပဲတနောက်တစ်လုံးကျတော့ဖြစ်ဖို့ပို့တယ်လေအာနားထောင်တာနားလည်းနားထောင်တယ်ဟိုနောက်နှလုံးသားလည်းရှာလာကြတော့အဲဘာလဲဖျားကိုနှလုံးသားရှာလာတခုရှိတယ်ကျွန်တော်သိပဲသွားမယ်နှလုံးကရှာနှလုံးသားရှာနားကတော့ ဟိုဗုဒ္ဓဘာသာတရားနားနားထောင်တယ်နှလုံးသားတော့ကိုတေပဲသွားမလဲကိုကဒါပြည့်ကျွန်တော်အပြစ်ရှိတယ်ဆိုတော့ကျွန်တော်ကိုယ်ကိုပဲသိကြတယ်အပြစ်လို့တာကျွန်တော်ကိုယ်ပဲသိတယ်ဘယ်သူမှမသိဘူးဆိုတော့ကျွန်တော်တေပဲသွားမလဲနေရဲသွားမလဲဆိုတော့ကျွန်တော်လည်းမသွားရှင်ဘူးလေအာတဖြည်းဖြည်းနှလုံးသားအစာငက်လာအစာငက်လာရှာရှာကြီးကဘာမှာအသက်ရှိတဲ့ဖျားကိုနှလုံးသားနဲ့ရှာတဲ့အချိန်မှာလိုင်းပေါ်မှာဟိုမှာငက်ဆူးမောင်းတယ်လေအဲ့မှာယေရှုယေရှုက အနာရောအနာလေငိမ့်စီငိမ့်ရတယ်အဲလိုင်းပေါ်မှာကြည့်လာအနာငိမ့်စီကကျွန်တော်စဉ်းစားလာအဲယောဂါလေးကဆေးရုံမှာပဲတက်ကူတာပဲကျွန်တော်တို့ထင်တယ်ဘုဒ္ဓဘာသာတွေကအဲဟိုယောဂါလေးဖြစ်လို့ချင်းဆေးရုံမှာပဲတက်ကူတယ်ဆိုအဲ့လိုပဲစိတ်ထဲမှာထိတယ်လေနောက်မှယေရှုပြားဘယ်လိုတတ်နိုင်လဲနောက်ပြီးဘာလို့အဲအနာယောဂါလေးကဘလူကလောက်တာလဲနတ်ဆိုးကလောက်တာတဖြည်းဖြည်းတဘောပေါက်လာတဖြည်းဖြည်းယေရှုအကြောင်းပို့ပြီးတော့စိတ်ဝင်စားလာစာငတ်တာတော့ နောက်တဲ့ line ဖြစ်ဖို့တလုံးတင်းတော့ပို့တာပါတော့ဖြစ်ဖို့ပို့ပို့နောက်မှ sequence လောက်ဆရာတော့တက်လာတယ်တက်လာတဲ့ video file နှစ်ခုတဲ့တက်လာတော့သူဗာလဲဟိုတောင်ပေါ်အစင်းမှာဟို KD K ဗာလဲမီတူမီတူဖုတ်တဲ့လူဆိုင်ကလေးနှစ်စင်းလာတယ်အဲ့ဒါမီတူဖုတ်တဲ့ကိုအလင်းပြရောလောကပတ်စံနေရှာပြီးတော့အလကားလေးဖြစ်တာလေအဲ့ဒါကိုတဖြည်းဖြည်းလစ်လာအဲ video file နဲ့ဆပြီးတော့နှစ်ဖိုင်နဲ့နည်းနည်းနည်းနားထောင်တော့နောက်မှယေရှု ခရစ်ယာန်လေးဖះကွာယေရှုကိုပို့ပြီးတော့လစ်လာလစ်လာပြီးတော့အမဆရာကြီးကိုဆက်ပြီးတော့တိတာပေါ့နော်ရှေခါလုံးဆရာတော့အဲကြောင့်မို့အရင်တော့ဆိုကျွန်တော်အပြစ်များတယ်အဲကြောင့်မို့ကျွန်တော်အပြစ်များတဲ့လူကဟိုကဲ့သခြင်းပေါ့အရန်အားကိုးတယ်လေကျွန်တော်ကအပြစ်ရှိတယ်အဲကြောင့်ကဲ့သခြင်းကိုအားကိုးတယ်အဲကြောင့်မို့ကျွန်တော်ကြောကိုမှာစေးစေးမြင်အောင်ထိုးတာလေမသိခင်ကထိုးတာယေရှုပြခွင့်လို့တယ်တိတိထိုးတာတော့မရဘူးလေအဲကြောင့်မို့ကျွန်တော်မသိလို့စေးမြင်အောင်ထိုးတယ်လေအဲ့ဒါဆရာကြီးကို ဲ့ချိန်မတွေ့ခင်ကအဲ့လက်ချိန်မှာအကောင်တကောင်ကကိုကျွန်တော်ရဲ့ဂုတ်ပေါ်တက်ထားရတယ်။နောက်ပြီးအဲ့ရင်လည်းတယောက်ယောက်ဆွဲသူလိုခံစားရတယ်။အာကျွန်တော်ကအဲ့လိုလည်းမပြောဘူးလေ။နေတော့မပြောတော့ဆရာကြီးတို့ကျွန်တော်အိမ်လည်းမပြောင်းချင်တော့ဘူးလို့အိမ်လည်းမပြောင်းချင်တော့ဘူး။ဆရာကြီးရှင်မလာဆရာရှိခေါလုံးရှင်မလာဆက်ကက်လို့ရတာပေါ့နော်။လာဆရာကြီးကပြောတော့အေးလာဆက်ကက်လို့ရတယ်ကျွန်တော်အိမ်မပြောင်းမနဲ့ဆရာကြီးကိုဖះရှိခေါလုံးရှင်မသွားဆက်ကက်တာပေါ့နော်။ တော့ဆက်ကြတာကျွန်တော်ကဗုဒ္ဓဘာသာဆိုတော့အဲရွှေခေါလောင်းလည်းမရောက်ဘူးဗုဒ္ဓဘာသာဆိုဖလက်ဒီရွှေခေါလောင်းနန်းတော်ဆိုတော့ဖလက်ချုပ်ရလာမှထင်အဲဗုဒ္ဓဘာသာဆိုတော့ဖုံးကြောင်းထဲမှာဖလက်ချုပ်ပြီးတော့ဝင်ရတယ်လေကျွန်တော်ကဖုံးကြောင်းထဲမှာဖလက်ချုပ်ပြီးတော့အဲရွှေခေါလောင်းနန်းတော်လည်းတွားလို့ချင်းဖလက်ချုပ်ပြီးတော့တွားရမယ်နောက်ပြီးအဲဝင်ထဲမှာအမိုက်လေးလည်းမရှိရဘူးလို့ကိုယ့်ရဲ့စိတ်ကူးလည်းကိုလာတာပေါ့နော်အဲရွှေခေါလောင်းလည်းရောက်တော့ဟိုကခရီးကပြုတ်ပြင်ပြီးတော့စိတ်စိတ်ရောနေလာထိုင်လာစားလာတောက်လာ ဟိုအဆအဆအရာရာဘောနေတာထိုင်းလာအပြောဆိုနောက်ပြီးတိတ်ခံခြင်းနှိမ့်ချခြင်းအကုန်လုံးနှစ်နှစ်အမှသွားဆက်ကြတာအရင်ဆုံးဖះပြုတ်ပင်ပေးတယ်ဘောအခုကကျေးဇူးတော်ကြောင့်ကျွန်တော်လည်းဖះတော့အပြစ်လို့တယ်ဖះပြန်ပြီးတော့ပြန်ကူညီပေးတယ်အပြစ်လို့တယ်ပြန်ပြီးတော့ဖះပြန်ကူညီပေးတယ်ကိုကူကူဖះကိုပြန်ပြီးတော့ကျွန်တော်ကအားနာတယ်အားနာတော့အပြစ်မလို့ရဲဘူးအကြောင်းအပြစ်လို့တယ်ဖះကလို့ရင်ပူပြီးတော့ နာတယ်လေအဲကြောင့်မို့ကျွန်တော်ကအပြစ်မလုပ်ရတော့ဖယောင်းအာနာလို့အဲမလုပ်ရတော့ဒါမဲ့ဒီမကောင်းတဲ့ဇာလေးဘာဖြစ်အာနာဆိုတော့ဖယောင်းကိုကိုအရန်ကောင်းတယ်လေကိုအပြစ်လုပ်တာဖယောင်းချစ်ချင်းမြတ်တာလဲဆွဲခေါ်လဲဘလောက်ပဲအပြစ်လုပ်ပြီစီချစ်ချင်းနဲ့လဲဆွဲခေါ်ဆွဲခေါ်လဲဖယောင်းရဲ့မြတ်တာရဂျီကိုပြန်ဝင်တယ်လေကျွန်တော်ပေါ်ပြန်ဝင်တော့ကျွန်တော်ပေါ်ပြန်ဝင်ကျွန်တော်က အဖေရပေါ်ပြန်အားနာတော့ဟိုအရင်တော့ဆိုရင်ကျွန်တော်ကြည်တာအပြာကားလို့ကြည်တယ်နောက်ပြီးဟိုဘာလဲပေါ့တချင်းလောကတချင်းနေပေါ့နော်ဟိုဘာလေးဖြူလေးဘာလဲဝိုင်းဝိုင်းအကုန်လုံးနားထောင်နေဗမာစကားလည်းနားထောင်နေကြည်တယ်အင်္ဂလိပ်လို့ဂျပန်လို့အကုန်လုံးကြည်တယ်စကားမှန်မြအကုန်လုံးနားဟိုဘာကကိုဘာလဲအပြင်းပြေပေါ့နော်နားထောင်ချင်တယ်ပေါ့နော်စကားလေးမြန်မာစကားကိုးစားတာလေးဒါလည်းကဟိုကျန်းစာထဲမှာ ဖျားပေးတဲ့ကောင်းကြီးကိုဘိုက်ဖျားကဘိုက်ပြဖို့အဟာရကိုစားတော့အဲ့ဒီမကောင်းတဲ့ပတ်စံတွေကိုဒီကိုင်းရတဲ့ဆက်လေးတွေကဆက်လေးတောက်လို့ရှိရင်အဆုတ်အဆုတ်တွေပါလေထိခိုက်တယ်လေပြေးလို့ရှိရင်လည်းအမောတိတ်အမောမခံနိုင်ဘူးလေဖျားကလူကိုဖန်ဆင်းတဲ့ဆိုအကုန်လုံးတိတယ်လေဘာဘာဘာဖြစ်ဘာလုပ်မလဲဖျားအကုန်လုံးကြိုတိလို့ဒီဆက်လေးတွေကိုင်းရလေဟိုဘာလဲမတောက်ခိုင်းတာအရက်လည်းမတောက်ခိုင်းဘူးလေအစာမဟုတ်တဲ့အစာတွေပါနော်ကျွန်တော် အကြောင်းဖះအဲ့လိုကိုအဟာရဖြစ်မဲ့ဥစားပဲလှုပ်ခိုင်းတာပေါ့နော်ဖះကြိုတိကြိုမြင်တယ်လေအကြောင်းကိုကျွန်တော်အခုကဗမာဟိုဗမာစကားလည်းတိတ်မကြည့်နားမထောင်ရှင်တော့လေနားထောင်ရှင်တဲ့စိတ်မရှိတော့လေအကြောင်းကိုတချင်းနေနားမထောင်ရင်ကျွန်တော်နားထောင်လာခုဖះတချင်းနဲ့နားထောင်လဲဖះတချင်းနားထောင်လဲဟိုဗလဲနှုတ်ခွက်တော်လဲကျွန်တော်ဆာမတက်လေနှုတ်ခွက်တော်ကိုနိုင်ပေါ်မှာဟိုဗောဒေါင်းလုံးဆွဲပြီးတော့စမ်းစာကိုဒေါင်းလုံးဆွဲပြီးတော့နားထောင်လဲအဲ့လိုဗော ကျွန်တော်နားမလဲဘူးနားမလဲဘူးနောက်ထပ်ထပ်နားထောင်းလဲနားမလဲဘူးထပ်နားထောင်းလဲအဲ့လိုပဲတဖြည်းဖြည်းဝိညာဉ်တော်ပြားနည်းနည်းနည်းဖွင့်ပြတာပါနော်အဲ့ဒါအခုကတော့ကျွန်တော်အခုဟိုပါလေရွှေခေါင်းလုံးမှာလာနှစ်နှစ်သွားဆက်ကပ်ပြီးတော့ပြန်လာတော့အမားလို့အိမ်မှာအမားလို့ရှိမှပြန်လာတယ်ပြန်လာတော့အမားလေးကပြောတယ်အမားကတော့ပြောတယ်နင်ကိုဝေးကိုဝေးဖြစ်တဲ့ကိုဝေးချင်းမှာပျောက်ပျောက်သွားတယ်နင်တေးတာတေးတာရှင်းတာငါလို့မသိဘူးတဲ့အခုကပေါ်လာတယ်ပေါ်လာလေတဲ့ ကိုဝေးဖြစ်တော့အဲဘာမှအဆက်အသွယ်လည်းမရှိဘူးတဲ့ငါအခုမှပေါ်လာတယ်ကိုငါတို့ကတော့ကိုဝေးဖြစ်တဲ့အချိန်မှာတေလားရှင်လားမသိဘူးပေါ့နော်အဲကျွန်တော်ပြန်ရောက်သွားတော့ငါကခရစ်ယာန်ဖြစ်သွားပြီမဟုတ်ဘူးခရစ်ယာန်ဖြစ်သွားတော့မဟုတ်လူဖန်ဆင်းတဲ့ဖခင်ကိုကျွန်တော်လစ်လာရေးယုံကြည်တာလို့ပြောတာပြောတော့အေးပြီးတော့လည်းနေယုံကြည်ယုံကြည်ပဲဖြစ်ပါတော့ဒါကမတို့လည်းအဲဟိုခရစ်ယာန်အကြောင်းကိုသူကလာမပြောလဲပါတော့ဒါရန်ကုန်ရောက်တော့ငါတို့ ကလေးချင်အကြောင်းလာမပြောတဲ့နင်းတဲ့နင်းပါကကိုကိုွယ်ငါလည်းငါပါကိုငါတို့နင်းရဲ့အကြောင်းနဲ့ငါတို့လာမပြောတယ်မှာသူပြောအဲတလင်းကလေးလေးမှကျွန်တော်မျှော်တယ်လေဒီလောကအလုံးလုံးတဲ့အချိန်မှာအဲတနင်းလာနေရရဲ့စနေနေ့လောကလို့လောက်ရတယ်တနင်းနေ့နေ့ရကျွန်တော်ကျွန်တော်ဖះเจ้าတက်ရှင်တယ်အဲတနင်းကလေးလေးပဲကျွန်တော်သူရင်ခုံတော့ဘောနော်တန်လက်ချင်ရလောကသားလေးတဲ့အတူနေရလဲဆိုတော့တိတ်မပြောဘောနော်တိတ်မပြောအဲတနင်းကလေးလေးပဲဟိုကဟိုလည်းဘယ်ချင်းရောက်မလဲဘယ်ချင်းရောက်အဲ့လာပဲကျွန်တော်ကြည့်တယ်အဲဘာဖြစ်ဆိုတော့ ယုံကြည်သူတဲ့ပို့ပြီးမေတ္တာဖွဲ့လာတယ်ဖះရှိခိုးတာလေအဲ့လာပဲယင်ခုံတယ်ဘောနော်အဲ့လာပဲတင်းငွေနေမဲ့ကျွန်တော်ဆောက်နေတာဘောနော်အဲ့လာဒါနေအမပြန်လာတော့အမကပြောတယ်တင်းငွေနေအပတ်တိုင်းသွားတယ်ပုံမှာအင်းင်းလာချင်းတွေကဘာလဲခရစ်ယာန်တွေဘောနော်ခရစ်ယာန်တွေကသူတို့ကတွားချင်းတွားချင်းနေရတယ်မတွားချင်းတော့မဟုတ်ဘူးလို့သူတို့ကမွေးတဲ့မွေးတဲ့ခရစ်ယာန်တို့ကျွန်တော်ကကျွန်တော်က သူများသူများပြောလို့ယုံတာမဟုတ်ဘူးကိုကိုကိုဟိုကလည်းနှလုံးသားရှာပြီးယုံတာလို့ဖခင်လူဖန်ဆင်းတဲ့ဖခင်ကိုယုံတာလို့သူတို့ကမွေးတဲ့ခရစ်ယာန်ဖြစ်တယ်ကျွန်တော်ကမွေးတာမဟုတ်ဘူးလို့ခရစ်ယာန်ကျွန်တော်ကလစ်လာပြီးယုံတာကျွန်တော်အခုမကောင်းတော့မလုပ်တာလဲယေရှုဘုရားရဲ့ကျေးဇူးတော်အကြောင်းတော့ကျွန်တော်အရက်လည်းဟိုကလည်းမတောက်ရှင်တော့ဘူးဒီမကောင်းတဲ့အရာတွေမလုပ်ရှင်တော့ဘူးနော်ဒါယေရှုရဲ့ကျေးဇူးတော်အကြောင်းဒါမဲ့ဖခင်ပဲအကူညီတာပါနော်ဒုက္ခတော့လူတိုင်းမှာတော့ရှိတော့ရှိတယ်ဒါပေမဲ့ယုံကြည်ခြင်းနဲ့သွားတော့ အဲရွှေခေါင်းလုံးမှာတော့ဖះเจ้าဆောက်လုံးကယောဂဖြစ်သေးတယ်ဖះအလုံးလုံးလူပြီးတော့လည်းဟိုဟာလေနာချင်းဟိုဟာခေါင်းကိုက်လာနေမကောင်းလာရှိတယ်လေဖះလုံးလုံးရဲ့လူဆိုတာဟိုဟာလေအတွေ့အသားရှိတယ်လေအဲဆိုဖះတက်တယ်လေအဲကြောင့်မကျွန်တော်အလုံးမလုံးနိုင်ဘူးပရောဖက်ယောဟန်ကတော့ဟိုဟာလေလာစုတောင်းပေးတော့မနော်နောက်နှစ်နောက်နေ့ကျတော့ဟိုလေဗီလာမေလောင်းမယ်ကျွန်တော်စိတ်ထဲကပေါ်လာတယ်ဝိညာဉ်တော့ပေါ်လာတယ်ဖះအလုံးလှုပ်ပြီးတော့ ဖះလှုပ်လို့ပြီးတော့ဖះတောင်းဝေယူမှာမလို့အစာမရှိဝင်သားအစာမရှိတွေရေပဲတောက်တယ်လေအစာမရှိကိုရေပဲတောက်တယ်ဖះလှုပ်လို့တာဖះတောင်းဝေမှာကျွန်တော်ရဲ့ဝိညာဉ်နဲ့ဖះပိုင်တယ်ကျွန်တော်စိတ်ဝိညာဉ်တော်ကပြန်ဟိုဟိုအချက်ပေးလာတယ်လေအားရှိလာတာမလို့အာကျွန်တော်နောက်မနေ့ပဲကြာတော့တို့လောင်းတော့မယ်လေပြီးသားမင်းလောင်းတဲ့အချိန်မှာကျွန်တော်အစာမရှိဘူးကတော့ဒါမှညဘက်သားဆူတောင်းတယ်ဖះလို့ကျွန်တော်ပြီးသားမင်းလောင်းတာဖះလှုပ်လို့ပြီးသားမင်းလောင်းကျွန်တော်ခွန်အားပေးပါတော့ကျွန်တော်ပြီးသားမင်းသွားလောင်းအောင် အာမနက်ပဲလဲကြောအစောကြီးကျွန်တော်မျက်နှာသိပြီးတော့သူများလေဘီလာမကြိတ်လဲဆက်နိုးလဲတော့ကျွန်တော်မျက်နှာသိပြီးတော့ကျွန်တော်တွားတော့မာဆရာယောဟန်လို့ဟိုရယ်ရှာသေးလို့ပြောတယ်နိအစာမစားသေးဘူးလားအစာသားစားရတဲ့ကျွန်တော်ပြောတယ်အစာပါဇက်ပြက်တယ်ဗောနော်စားလို့မရဘူးဗောနော်ပါဇက်ပြက်တယ်စားလို့မရဘူးအာစားလို့မရရေပဲတောက်လို့ရတယ်စားလို့မရရတယ်ဘာမှဖြစ်ဘူးဖះလုံးလုံးတော့ဖះပဲတောင်းဝင်ယူမယ်လို့ကျွန်တော်အာတွားတွားပြီးတဲ့အထိဟို ပြီးလက်ဖြစ်ပါလေဘီလာမေလောင်းတဲ့အထိကျွန်တော်ဖះခွန်ရတဲ့တွားတော့ပေါ့ကာတွားရဲ့အပီးလက်အထိကျွန်တော်လုံနိုင်တယ်အဓိကတော့ယုံကြည်ခြင်းပေါ့ဖះကပြောတယ်လေယေရှုပြရင်ရဲ့ယုံကြည်ခြင်းကြောင့်မင်းရဲ့ယောဂပျောက်ပြီဆိုဖះပြောတယ်လေအဲဒါကြောင့်မို့ယုံကြည်ခြင်းကြောင့်တကူးထွက်တော့အဓိကယုံကြည်ရင်တကူးထွက်တယ်အဲဒါကြောင့်မို့ကျွန်ယုံကြည်ခြင်းနဲ့ဖះလုံးလုံးပြီးတော့ဖះတောင်းပြီးဒါပေမဲ့ဖះလုံးလုံးပြီးတော့နာလာလေဖျားလာလေရှစ်တက်ပါတယ်ဒါပေမဲ့ကိုကယုံကြည်ခြင်းနဲ့ ရက်တည်ရမယ်အဲကြောင့်ယုံကြည်ခြင်းကတကူရှိပါတယ်လို့အာယေရှုနာမနဲ့အလင်းရပါစေအရောက်ရှိတိုင်းယေရှုနာမနဲ့ကျွန်တော်လိုဟိုယေရှုယေရှုကိုမရခင်ပဲနဲ့နှလုံးသားနဲ့နှလုံးသားရှာပြီးတော့ဝိညာဉ်အလင်းရပါစေဒီဖုံးပါလေဒီမျက်စိကိုလည်းဆာလမလန်းလေးဖုံးထားလို့ကြလေယေရှုအသွေးတော်နဲ့ဆေးကြောပေးပါဒီမျက်စိကိုအလင်းရပါစေယေရှုနာမနဲ့ဆုတောင်းပါလေအာမင်